ကဲညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Glory United YouTube Channel နဲ့ Facebook ပေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ကျွန်တော်တို့ Manchester United တင်ရတော့ဗျာဒီရက်ပိုင်းဆိုရင်ဒါ player တွေကို new contract ပေးတဲ့ကိစ္စအရင်းနဲ့ပတ်သက်ပြီးတော့သတင်းတွေတောက်လျှောက်တက်နေရယ်ဆိုတော့ကြားရတဲ့သတင်းတွေကလည်းအရင်ကြီးတော့အဆင်ပြေမနေဘူးဆိုတော့ဒါဟုတ် United fan ကြီးကိုလည်းတည်ပြီးသားဖြစ်မှာပါအဲ့တော့လက်ရှိချိန်မှာဆိုရင်ကျွန်တော်တို့ Manchester United တင်ရတာ Casemiro တို့ Maguire တို့ကို new contract ပေးဖို့အတွက်ဒါဆွေးနွေးမှုတွေလုပ်နေရယ်ဆိုပြီးတော့သတင်းတွေတက်လာတယ်ဆိုတော့ခိုင်မာတဲ့ဆိုတွေကနေပြီးတော့လည်းအဲ့ဒီသတင်းတွေကမှန်ကန်တဲ့အကြောင်းကို confirm ပေးထားရယ်ဆိုတော့ကျွန်တော်ဒီတစ်ခါလေးကြောက်လည်းတွေးမိရယ်ဗျာကျွန်တော်တို့အတင်းသွားနေတဲ့ဒီ club ရဲ့ direction ကတကယ်ရောမှန် ေရလားဆိုပြီးတော့ကျွန်တော်တွေးမိရယ်ဗျာဆိုတော့ကျွန်တော်တို့ဒီ client ရဲ့ direction ကိုကျွန်တော်ဗျာကျွန်တော်တို့ဒီအတင်းအပြောင်းလဲလုပ်တဲ့ပုံစံတွေဒီ player တွေရောင်းနေဝယ်တဲ့ပုံစံတွေတင်မဟုတ်ဗျာဘလို့ကစားသမားမျိုးတွေကိုကျွန်တော်အတင်းက contract ပေးနေတယ်ကစားသမားတွေကိုဘလို့ပုံစံနဲ့ဒီစာချုပ်တစ်တွေပေးနေရတွေကိုကြည်ချင်းအဖြစ်လဲကျွန်တော်တို့ဒီ club သွားနေတဲ့ direction ကိုခံမှန်းကြည့်လို့ရမယ်လို့ထင်တယ်ဆိုတော့ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်အဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်တွေကိုညီကိုရင်းနဲ့တူတူဒါ sharing လုပ်သွားခြင်းတယ် ဆိုတော့ဗျာကျွန်တော်တင်းရတာပြီးခဲ့တဲ့ဒီ summer transfer မှာဆိုရင်ကျွန်တော်တင်းရတိုက်စစ်ကို overhaul လုပ်ခဲ့ရလို့ကျွန်တော်ပြောလို့ရတယ်။ကျွန်တော်တို့ဒီပေါင်သက်200ကျော်ထိတုံးပြီးတော့ Sesco ရဲ့ကွန်ညာရဲ့အန်ဘုံမုံရဲ့ကိုကျွန်တော်ခေါ်ခဲ့ရတယ်။ဆိုတော့ကျွန်တော်ဒီ basically အရာဆိုရင်ကျွန်တော်မြင်ကြည့်လို့ရတာဗျာ။ကျွန်တော်တင်းရဒီဒီနှစ်မှာဆိုရင်ဒါတိုက်စစ်ကို overhaul လုပ်ခဲ့တယ်။လာမယ့်နှစ်မှာဆိုရင်တော့ဒီကွင်းလေကိုခေါ်မယ်။ဒီလိုအပ်ရင်လည်းနောက်တန်းမှာလည်းတယောက်နှစ်ယောက်လောက်တော့အားပြမှုလုံနိုင်တယ်ဆိုပြီးတော့ကျွန်တော်ခံမှန်းကြည့်လို့ရတယ်ဗျာ။ ပြီးတော့ကျွန်တော်တို့ဒီပြီးခဲ့တဲ့ transfer ကဒီ inio ရဲ့အလုပ်လုပ်ပုံတွေကိုကြည့်မယ်ဆိုရင်ကျတော့လေကျွန်တော်ကဒီသူတို့လုပ်ခဲ့တဲ့ transfer dean တစ်ခုတိုင်းကိုအရင်သဘောကျနေတဲ့ထဲတော့မပါဘူးဗျာဒါပေမဲ့ over on အနေနဲ့မြင်ကြည့်ရင်ကျတော့ဒီ reality ကနေကြည့်မယ်ဆိုရင်ကျတော့ဒီလက်ခံပေးလို့ရတဲ့အနေအထားရှိရလို့တော့ကျွန်တော်ကမြင်မိရယ် United fan ညီကိုတွေလည်းအဲ့လိုပဲတွေးမှာပါဘာလို့လဲဆိုရင်ကျတော့အတင်းရဒီ transfer ရာသီတစ်ခုတည်းနဲ့လည်း အတင်းတစ်တင်းလုံးပေါ့ဗျာနေရာတိုင်းကိုအပြောင်းလဲလုပ်လို့မရဘူးကျွန်တော်တခြားဒီ budget အကန့်အသတ်အနေထားရေလက်ရှိနေတဲ့အတွက်ဒါသူတို့လုံနိုင်တဲ့ဘောင်တွေကနေပြီးတော့အကောင်းဆုံးလုပ်ခဲ့ရလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အခုဆိုရင်ဒါအချိန်နေရာလည်းမြန်တယ်ဗျာဒါမကြာခင်မှာပဲကျွန်တော်ဒီဇန်နဝါရီပြောင်းရွှေ့ transfer လာတော့မယ်ပြီးရင်ဆန်းမပြန်ပြီးတော့လာလိမ့်မယ်ဗျာဆိုတော့အဲ့လိုအချိန်မှာကျွန်တော်ဆိုရင်ဒီအပိုင်းတွေးနေရပါတော့ကျွန်တော်ဒီလာမဲ့ transfer မှာဆိုရင်ငါတို့တင်းအနေနဲ့ဒီကွင်းတွေကိုဘယ်သူတွေကိုခေါ်လောက်လဲဘယ်ကစားသမားတွေလာရင်အတင်းမှာဒါအဆင်ပြေလောက်လဲပေါ့နော်ဆိုတော့နေနောက်တန်းအတွက်လိုအပ်တယ်ဆိုရင်လိုအပ်တယ်ထင်တယ်ဆိုရင်ရောတယောက်လောက်ကိုဘယ်သူ့ကိုများ ခေါ်လောက်လဲဆိုပြီးတော့ကျွန်တော်တွေးနေတော့ရှိသေးတယ်ဆိုတော့အသင်းဘက်ကနေပြီးတော့အခုချိန်မှာဒီကက်စီတို့ဟယ်ရီမက်ကွိုင်းယားတို့စာချုပ်တစ်ပေးမယ်ဆိုတဲ့ကိစ္စသတင်းတွေကထွက်လာတော့နည်းနည်းလေးတော့ဖီးတော့အောက်တယ်ဗျာ ဆိုတော့ကျွန်တော်ဒီကစားသမားနှစ်ယောက်ကိုပြန်ပြီးတော့တွားကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Harry Maguire အကြောင်းကိုအရင်ပြောကြည့်အောင်များဆိုတော့ဒီ Harry Maguire ကိုကြည့်မယ်ဆိုရင်ဒီကစားသမားက Lamine စမ်းမမှာဆိုရင်ဒါ free agent ဖြစ်ပြီဆိုတော့ဒီ Fabrizio Romano ကဒီ confirm ပေးထားတဲ့သတင်းအရဆိုရင်ကျတော့လေကျွန်တော်အတင်းကဒီကစားသမားကိုစာချုပ်တဲ့ကိစ္စအတွက်ဒါ fit to fit ဆွေးနွေးနေရမျိုးကလည်းတေးကြတယ်ဆိုတော့အတင်းကစာချုပ်တဲ့ပေးခြင်းနေရပေါ့ဗျာ ဒါပေမဲ့ဒီကျွန်တော်အမြင်ရပြောရင်ကျွန်တော်ဗျာဒီအဟိမခွိုင်းရောက်ကျွန်တော်စာချုပ်တင်မပေးတင်တော့လို့ပဲကျွန်တော်ကမြင်တယ်ကျွန်တော်ကျွန်တော်ကဒါ personally ရဒီကစားသမားကိုမုန်းလို့လည်းမဟုတ်ဘူးဗျာပြီးတော့ဒါ respect မရှိရလည်းမဟုတ် ကျွန်တော်ဟယ်ရီမက်ကွိုင်းယားကိုချိုက်တဲ့ဘိုင်းတွေလည်းရှိရယ်ဆိုတော့ဒီကစားသမားကဒါ resilient ဘိုင်းနဲ့ပတ်သက်မယ်ဆိုရင်တော်တော်လေး strong တယ်လို့ကျွန်တော်ပြောလို့ရတယ်အများကြီးဝေဖန်ခံရမှုတွေအောက်ကနေပြီးတော့သူအချိန်တစ်ခုရောက်တဲ့အချိန်မှာပြန်လာနိုင်တယ်ဆိုတော့ professional ပီသားတယ်လို့ပြောလို့ရတယ်ပေါ့ဗျာဆိုတော့အသင်းရဲ့တာဝန်ရှိသူတွေကလည်းဒီမက်ကွိုင်းယားရဲ့ဒီ leadership ပုံစံနဲ့ဒီအသင်းမှာ contribution လုပ်နေတဲ့ပုံစံတွေကိုသဘောကျလို့ဒါစာချုပ်တစ်ထပ်ပေးချင်တာဆိုပြီးတော့လည်းသတင်းတွေကကြားရတယ် ဒါပေမဲ့ကျွန်တော်တို့ဒီတစ်ဖက်ကပြန်ပြီးတော့ကြည့်မယ်ဆိုရင်ကျတော့ဒါကြီးကတကယ်ရောမှန်နေရလားဆိုတာစဉ်းစားနေရရှိတယ်ဗျာဆိုတော့ကျွန်တော်နားလည်တာကကျတော့ဒီ football ဆိုတာလည်း investment တစ်ခုပဲဆိုတော့ကျွန်တော်တို့က investment ကောင်းကောင်းလုပ်မှကျွန်တော်အတင်းအောင်မြင်မှုရမှာ ဆိုတော့အဲ့ဒီ investment ဘိုင်းကနေပြီးတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ကျတော့ Harry Maguire ကဒီလာမဲ့ဒီဆမ်းမဆိုရင်သူလည်းအသက်33နှစ်ရှိသူရဲ့လာစာကလည်းဗျာကျွန်တော်အသင်းမှာဒါအရင်ကြီးမမြောက်ဆိုရင်တောင်မှအရင်ကြီးနဲ့အထက်လည်းမပါတဲ့ကစားသမားဖြစ်တယ်ဆိုတော့ပြီးတော့ဒီအသင်းရဲ့ long term မှာလည်းတကယ်မပါတော့တဲ့ကစားသမားဖြစ်တယ်ဗျာဆိုတော့အဲ့လို long term မှာမပါတော့တဲ့ကစားသမားတစ်ယောက်ကိုဒီ leadership ပုံစံကောင်းတယ်ပေါ့နော်သူရဲ့စိတ်ဓာတ်ကိုသဘောကျတာတစ်ခုနဲ့ပဲကျွန်တော်တို့ကဆက်ထားမယ်ဆိုတာမျိုးဒီစာချုပ်တစ်ထပ်ပေးရဲဆိုတာမျိုးကမဖြစ်သင့်ဘူးလို့ပဲကျွန်တော်ကမြင်တယ် ကျွန်တော်နောက်တစ်ယောက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီကက်ဆမီရိုဗျာဆိုတော့ကက်ဆီရဲ့အခြေအနေကလည်းဟယ်ရီမက်ဂွိုင်းယားရဲ့အခြေအနေနဲ့အတူတူပဲလို့ကျွန်တော်တို့မြင်တယ်ဆိုတော့ဒီ ESPN က Rodson Rebel လောက်လာတဲ့အရာရဆိုရင်ကျွန်တော်တို့အတင်းကဒီကက်ဆီအနေနဲ့သာလာစာကိုတဝက်ရှော့ပြီးတော့ယူမယ်ဆိုရင်ကျွန်တော်အတင်းကတကယ် new contract ပေးမှာဗျာဆိုတော့အတင်းကတော့တကယ်ကိုတတန်းတိုးချင်နေတဲ့ပုံစံပဲပေါ့နော်ဆိုတော့ဒါပေမဲ့ဒီကက်ဆီရဲ့လာစာကိုပြန်ကြည့်မယ်ဆိုရင်ကက်ဆီကကျွန်တော်အတင်းမှာဒါလက်ရှိချိန်မှာလောက်ခလာစာအများဆုံးရနေတဲ့ကစားသမားထဲမှာပါတယ်ဗျာအများဆုံးကစားသမားထဲမှာပါတာမဟုတ်အများဆုံးကစားသမားဖြစ်တယ်ဆိုတော့ तू ကလာစာတဝက်ရှော့ယူမယ် ယ်ဆိုရင်တော့မှသူ့ကိုပေးရတဲ့အမောင်းကအနည်းမှတော့မဟုတ်ဘူးဆိုတော့ကက်စီလည်းကောင်းတဲ့အကွက်တွေရှိပါတယ်သူကျွန်တော်တို့အတင်းကဒါဖရန်ကီဒီချောင်းကိုလောက်လျှောက်လိုက်နေတဲ့အချိန်မှာမရခဲ့ဘူးမရတဲ့အချိန်မှာကက်စီရောက်လာတယ်ရောက်လာတဲ့အချိန်မှာသူအလင်းအမြန်ပဲအထိုင်ကျပြီးတော့ဒါသူလက်ရှိချိန်ထိလည်းသူပေးနိုင်တဲ့လောက်ထိတော့ပေးနေတော့မယ်ဒါပေမဲ့သူ့ရဲ့အသက်ရရဲ့သူကစားနေတဲ့နေရာရဲ့ဒီလီရဲ့ industry နဲ့ကြည့်မယ်ဆိုရင်ကျတော့ကက်စီကလည်း new contract မပေးသင့်တော့တဲ့အထက်မှာပါတယ်ဆိုတော့ကျွန်တော်တို့ဆိုရင်ဗျာဒီ lame transfer မှာဆိုရင်ဒါကွင်းလဲ လိုအပ်ချက်တွေဒါကွင်းလဲအားဖြည့်မှုတွေဘယ်သူတွေလုပ်မလဲဆိုတာကျွန်တော်တွေးနေတယ်တကယ်လဲဒါပေမဲ့အခုချိန်မှာအတင်းရဒီကက်စီကိုစာချုပ်တစ်ပေးတယ်ဆိုတာကျွန်တော်နားလည်ရခက်တယ်ဆိုတော့လက်ရှိချိန်မှာဆိုရင်ကျွန်တော်တို့ကဒီ COVID main new တို့ manual ဥကားတွေတို့လည်းရှိနေသေးရဲ့ဗျာဆိုတော့ Casio လည်း contract ပေးမယ်ဆိုရင်နောက်ထပ်ကစားသမားတစ်ခုမယ်ဆိုရင်အတင်းမှာမလိုအပ်ဖက်နဲ့ကစားသမားတွေဒီကွင်းထဲမှာလည်းများတယ်ပြီးတော့ကျန်တဲ့ကစားသမားတွေကရောတကယ်ရောရောင်းထပ်မှာလားရောင်းမထပ်ဘူးဆိုရင်လည်းကျွန်တော်တို့ဒီဘန်နာရေးအခြေအနေကချက်တဲ့လို့မြင်တယ်ဆိုတော့ Casio လည်းကျွန်တော်တို့ဒီ သူကောင်းတဲ့နေရာတွေအတွက်တော့သူကောင်းခဲ့တာတွေအတွက်တော့ကျွန်တော်ကျေးဇူးတင်တယ်ဗျာဒါပေမဲ့ကစီကိုလည်းကျွန်တော်လက်လွတ်သိမ့်ပြီးလက်လွတ်သိမ့်တဲ့အချိန်ရောက်နေပြီလို့ပဲကျွန်တော်တော့မြင်တယ်ကျွန်တော်အသင်းရဲ့အဓိကပြဿနာကလည်းအဲ့ဟာလို့ပဲကျွန်တော်မြင်တယ်ဗျာကျွန်တော်ဒီရှင်းနစ်တွေမှာတွေကကျွန်တော်အသင်းကိုကြည့်မယ်ဆိုရင်ကျွန်တော်အသင်းကဒီကစားသမားတယောက်ကိုအကြာကြီးဟိုးလုထားတဲ့အချင်းရှိရယ်ဗျာဆိုတော့ထားပါဒီဟိုးလုထားတဲ့ကစားသမားတွေကအရင်ကြီးလမ်းပြန်နေအောင်ကောင်းလို့ဒါခက်ခက်စစ်ထိန်းထားရယ်ဆိုရင်တော့တမျိုးပေါ့နော်ဟိုအလောက်ကြီးတိလည်းကောင်းနေရမျိုးလည်းမဟုတ်ဘူးဒါမရှိလို့လည်းဘာမှမဖြစ်တဲ့ကစားသမားတွေကိုနှိရှိဟိုးထားတဲ့အချင်းရှိရယ် ျွန်တော်ဒီဥမာလူရှောကိုကြည့်မယ်ဆိုရင်ဗျာလူရှောလဲကျွန်တော်အတင်းကိုဒါရောက်နေတာအတင်းမှာ12နှစ်ကျော်ခဲ့ပြီဗျာဒါပေမဲ့ပြီးခဲ့တဲ့3နှစ်တွင်ကိုပြန်ပြီးတော့သွားကြည့်မယ်ဆိုရင်တောင်မှဒီကစားမကျွန်တော်အတင်းအတွက်ဒါကစားပြီးခဲ့တဲ့ပွဲရည်တွေကလက်ချိုးရည်လိုရရယ်ဒီကစားမတွေကအတင်းမှာခုလည်းရှိနေတော့မယ်လူရှောရဲ့လောက်ခလာတာဆိုရင်လဲဒါအရန်ကြီးနဲအထဲမှာမပါဘူးဗျာဆိုတော့ဒီကစားမရဲ့ဒီစိတ်ဓာတ်ပိုင်းတွေအတင်းပေါ်မှာဒါချစ်တဲ့စိတ်တွေဆိုတော့ဒီစိတ်ဓာတ်တွေကိုကြိုက်ပြီးတော့အတင်းကလည်းဆက်ထားနေရယ်ဆိုပြီးတော့ကျွန်တော်ဒီ report တွေကဖတ်ရတယ်ဆိုတော့ကျွန်တော်တို့ဒီရှင်းနှစ်တွေမှာတော့ရှောက်မှားခဲ့တဲ့အမားဗျာအဲ့လိုအမားတွေရှိရယ်ဆိုတော့ဒီ sergeant reglick ူကိုယ်တိုင်ပြောခဲ့တာကတော့လေဒီသူ့အနေနဲ့ပေါ့နော် United အသင်းရဲ့ဒီမှားနေတဲ့ culture တွေကို तू ပြင်ကျင်တယ်ဆိုပြီးတော့ तू ပြောတယ်။ဒါပေမဲ့ तू ကအဲ့လိုပြင်ကျင်တယ်လို့ပြောနေပေမဲ့လက်ရှိထွက်လာတဲ့သတင်းတွေအရကျတော့တကယ်ရောပြင်ကျင်နေရလားဆိုတာမေးခွန်းထုတ်စရာရှိရဗျာ။ဆိုတော့ကျွန်တော်တို့တကယ်လို့တွေးကြည့်မယ်ဆိုရင်ဒီ Casio Harry Maguire ရောက်တာလာမယ့်နှစ်မှာထွက်မယ်ဆိုရင်ဗျာကျွန်တော်အသင်းကဒီ banner ရေးရတော်တော်ကြီးဖြည့်လဲသွားမယ်။ Python တွေပို့ထွက်လာမယ်။ကျွန်တော်အပြောင်းလဲတွေတော်တော်များများလို့လို့ရမယ်။တကယ်လို့ဒီသမားတွေကိုစာချုပ်တစ်ပေးမယ်ဆိုရင်ကျွန်တော်အဲ့ဘိုင်းနေမှာထက်ပြီးတော့ချက်တဲ့သွားမျိုးကြီးလည်းဖြစ်နိုင်တယ်။ဆိုတော့ကျွန်တော် pass င်တဲ့လီအမြင်ရပြောရင်ဗျဒီဟာတွေကအခုချိန်မှာဒါတကယ်စာချုပ်တစ်ကဖြစ်တာလေကိစ္စတော့မဟုတ်သေးဘူးဒါပေမဲ့ဘာဖြစ်လာမလဲဆိုတာလည်းကျွန်တော်စောင့်ကြည့်တော့ ဒါမဲ့ဗျာတကယ်သာကျွန်တော်တို့အတင်းကဒီကစားသမားတွေကိုဒါစာချုပ်တစ်ပေးခဲ့မယ်ဆိုရင်ကျွန်တော်ကျွန်တော်အမြင်ရဆိုရင်တော့ကျွန်တော်အတင်းကဒီရှင်းနစ်တွေမှာမှားခဲ့တဲ့အမားတွေကိုဒါသင်ခန်းစာမယူနိုင်သေးဘူးလို့ပဲကျွန်တော်တော့မြင်တယ်။တကယ်လို့မို့ဒီကစားသမားတွေကိုထက်ခွာခင်ပေးနိုင်ခဲ့တယ်ရောင်းထုတ်နိုင်ခဲ့တယ်ဆိုရင်ကြောက်ရင်လေဒီ INU နဲ့ဒီအမိုရင်းသွားနေတဲ့လက်ရှိ Revit ကာလမှာသူတို့ရဲ့ Revolution ကတော်တော်လေး clear ဖြစ်တယ်ဆိုတာမျိုးကျွန်တော် credit ပေးရလိမ့်မယ်။ဆိုတော့ ဘာဖြစ်လာမလဲဆိုတော့ကျွန်တော်စောင့်ကြည့်တော့အောင်မယ်ဆိုတော့ဒါကကျွန်တော်ရဲ့အမြင်ကိုပြောထားတာဖြစ်တယ်ကျွန်တော်တော့အရင်ကြီးသဘောမကျတဲ့အထက်မှာပါတယ်ကျွန်တော်ကတော့ဒီ revolution တစ်ခုကိုပြပြတတလုံးစီခြင်းတဲ့အထက်မှာပါတယ်ဆိုတော့ညီကိုရဲ့အမြင်တွေကိုလည်းကျွန်တော်ရဲ့အတူ comment section မှာဝင်ရောက်ဆွေးနွေးသုံးသပ်ပေးသွားပါဦးကျွန်တော်တို့ရဲ့ glory united youtube channel လေးကိုကြိုင်းတက်တဲ့ဆိုရင်လည်းဒီ like and subscribe လေးနဲ့အားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက် video မှာပြန်တွေ့ကြမယ်